သဘာဝလုံးဖြစ်ရတွေဟာအကြာခဏဆိုသလိုကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပေါ်တဲ့လူအများစုကဒါတွေနဲ့ပတ်သက်ရင်ကြောချမ်းစရာဖြစ်ခံစားကြရပါတယ်။သူတို့တွေဟာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအမြဲလိုရှိနေကျွန်တော်တို့သတိမထားမိတဲ့ဘဲချင်းဆိုအနားမှာပေါ်လာတတ်ပါတယ်။ပြည်ုံနိုင်ငံဟာထူးဆန်းပြီးထိလန့်ဘွေရဒဏ္ဍာရီတွေမကြာခဏကြားသိရတဲ့နိုင်ငံတွေတဲကတနိုင်ငံဖြစ်ပါတယ်။သူကြတာကဒီပုံမြင်တွေအများစုဟာတကယ်ဖြစ်ရမှန်လို့ဖြစ်ပါတယ်။ခြံတူးမှာတွေ့ရှိခဲ့တဲ့အလောင်းပုံမြင်ကလည်းထူးဆန်းတဲ့ပျောက်ဆုံးမှုတွေဖြစ် ဒေသခံအများပြားကထိတ်လန့်ကြောက်ရွံ့မှုတွေပြက်ခတ်ကြရပြီးညဘက်အပြင်ခတ်ဖို့တောင်မလုံရဲကြပါဘူးဒီထိတ်လန့်ပေါ်ရဖြစ်ရတဲ့နောက်ွယ်ကလက်ဝတ်စမ်းကြံမှုတွေကဘာတွေလဲတရုတ်နိုင်ငံမှာလက်ဝတ်ဆုံးနဲ့အခိတ်လန့်ဆုံးဖြစ်ရသေးတွေကိုရှားဖွေတင်ဆက်ပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့ဆက်လုပ်ရှားဝယ်ရဗီဒီယိုတွေကိုလက်လုံးမခံရအောင် channel ကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါ ။ကြောင်ရက်နာနဲ့အဖွားအိုရဲ့ထူးဆန်းတဲ့ဖြစ်ရက်ကပြီးခဲ့တဲ့ရာသွန်းနှစ်အကုန်ပိုင်းမှာဖြစ်ပွားခဲ့ပြီးတရုတ်သမိုင်းဝင်မှတ်တမ်းတချို့မှလည်းမှတ်တမ်းတင်ထားပါတယ်။လူအများစုကဒီဖြစ်စဉ်ကိုထိတ်လန့်စရာရုပ်ရှင်တွေထဲကမြင်ကွင်းတင်တဲ့တောင်နှမ်းရှင်ခဲ့ကြပါတယ်။1990ခုနှစ်တွေတုန်းကတရုတ်နိုင်ငံဟာဘင်းမှာထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကနီလိုခေါ်တဲ့အဖွားအိုလူရှိခဲ့ပြီးသူခင်မုံဆုံးမသွားပြီဖြစ်လို့သူ့ရဲ့တကယ်အငြင်းချင်းကိုဘယ်သူမှမသိပါဘူး။ဒီဟာဟိုင်လုံကျန်းပြည်နယ်ရဲ့မြောက်ပိုင်းနယ်စပ်က ။ငားငယ်လေးတစ်ခုမှနေဆိုင်ခဲ့ပါတယ်။သူ့ဘဝကအရန်ရုတ်ရှင်းပြီးတာမန်ဘဝပါ။သူ့သားနဲ့ချွေးမကသူ့ကိုကောင်းကောင်းမွန်မွန်မဆက်ဆံတာကြောင့်သူတို့မကြာခဏစကားများလာလို့ရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကိစ္စတစ်ခုကြောင့်ဒေါ်လီနဲ့သူ့ရဲ့ချွေးမတို့ရန်တက်ခဲ့ကြပါတယ်။ဒေါ်လီကဒေါသတကြီးနဲ့သူ့ခန္ဓာကိုယ်ကိုခေါင်းတလားလေးကိုထဲခိုင်းပြီးနောက်နေမှာတကြုံဖို့ပြင်ဆင်ခဲ့ပါတယ်။ဒါပေမဲ့တကြုံမဲညမတိုင်ခင်ညမှာတော့ကောင်းငင်ကတင်တူတက်နေပြီးလူတွေကဒေါ်လီရဲ့မျိုးလုံးတွေအနှဲငယ်ပွင့်နေတာနဲ့ သူ့မျက်နှာအမူအရာပြောင်းလဲနေတာကိုတွေ့ရှိခဲ့ထိတ်လန့်ခဲ့ကြပါတယ်။ဒေါ်လီရဲ့သားကလည်းသူ့မေရဲ့ခေါင်းတလရှင်မှာဒူးထောက်ပြီးငိုယူတောင်းပန်ခဲ့ပါတယ်။သူ့မေရဲ့ခွင့်လွှတ်မှုကိုမျှော်လင့်ခဲ့ပါတယ်။အဲ့ဒီမှာရှိနေတဲ့ဘယ်သူကမှဒေါ်လီရဲ့အနာကိုမကတ်ရဲကြပါဘူး။ရွာကြီးကဲတွေကဒေါ်လီရဲ့သားကိုသူ့မေကိုအဝစားသစ်တွေပြောင်းလဲပေးဖို့တောင်းဆိုခဲ့ပါတယ်။လူတွေတတိမထားမိခင်မှာကြောင်တကောင်ကခေါင်းတလားပေါ်ခေါင်းတက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဒေါ်လီကထိုးစားတဲ့ပုံစံနဲ့ထားထိုင်လိုက်တာကြောင့် လူအများတဲ့ကိုအံ့ဩသင့်စေခဲ့ပါတယ်။သူ့သားနဲ့ချွေးမကထိုင်းလန်တကြားတက်ခဲ့ကြပြီ။အဲ့ဒီမှာရှိနေတဲ့လူတိုင်းကြောက်လန့်တကြားနဲ့ခပ်ပြေးခဲ့ကြပါတယ်။ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာတော့မိဘတွေကသူတို့ရဲ့ကလေးတွေကိုညဘက်ရွာထဲမှာအပြင်ဆောက်ခွင့်မပြုတော့ပါဘူး။မိသားစုအများပြားကသူတို့တကားတွေကိုတေချာပိတ်ထားကြပြီ။နောက်ဆိတ်ကြောင့်အဲ့လိုတော့မရနိုင်သေးကြပါဘူး။အဲ့ဒီချိန်တုန်းကကြောင်မျက်နှာနဲ့အဖွားကညဘက်မှာလှုပ်ရှားပြီးရန်တော်လက်ပြီးကလေးတွေကိုကြိုက်တယ်ဆိုတဲ့ ကောလာဟာလာတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမဲ့ဒါရီဟာဘဇက်ပလော့လက်ဆင်ကန်းလာတဲ့စိတ်ကူးရင်ပုံမြင်သူသားဖြစ်ပြီးလက်ခွဲစည်းကမှအတီးပြူးခြင်းမရှိခဲ့ပါဘူး။ဟာဘင်ကအဖောက်အုပ်ဖြစ်စဉ်ဟာ1995ခုနှစ်ကနေ1996ခုနှစ်အတွင်းဖြစ်ပွားခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်။ဒါပေမဲ့အချိန်တော်ကြာပြီးမှပဲဒဇုံတယောက်ကထွက်ပြေးပြီးအမန်တရားကကောလာဟာလာတွေပြောသလိုကြောက်စရာမကောင်းဘူးလို့အတီးပြူးခဲ့ပါတယ်။ဒီဖြစ်ရက်ကိုကိုယ်တိုင်မြင်ခဲ့ရတယ်လို့ဆိုတဲ့ဒေသခံတို့ကလည်း ဖောက်တို့ကွယ်လွန်ခဲ့ပြီးကြောင်တကောင်ကသူ့နားကိုလမ်းလျှောက်သွားခဲ့တယ်လို့ပြန်ပြောပြခဲ့ပါတယ်။ဒေသခံရိုးရပုံမြင်တွေအရတက်ရှိတရိတ်ဆန်တွေဟာအလောင်းနားကိုချင့်ကပ်လို့မရဘူးလို့ယုံကြည်ကြပါတယ်။ဝိညာဉ်တစ်ခုကတရိတ်ဆန်ရဲ့စွမ်းအင်ကိုယူပြီးပြန်လည်အသက်ဝင်လာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကြဲကြဲတန့်ပြန်ရှိနေလို့ပါ။ဒါပေမဲ့ဒါကတိတ်ပတ်နေကြအခြေခံရှိတဲ့ဒဏ္ဍာရီတစ်ခုသာဖြစ်ပြီးဒီတိုက်ဆိုင်မှုကြောင့်ပုံမြင်ကစိတ်ကိုရင်ဆန်းတဲ့လမ်းကြောင်းကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီနေ့ထိဒေါ်လီရဲ့ပုံမြင်ကိုဂျမန်ရာကပေါ်ပြနေသေးပါ။ လူများစုကတက်တဲ့အဖြစ်ပြောဆိုခဲ့သူဟာဖြစ်ရတစ်ခုလုံးကိုတကယ်တွေ့မြင်ခဲ့တာလားဆိုတာသိကျင်နေကြပါတယ်။ဒါကတော့မဖြစ်ရှင်းရသေးတဲ့လက်ဝတ်စမ်းကြံမှုတစ်ခုဖြစ်ကြန့်ရှိနေတဲ့ဖြစ်ပါတယ်။